ယခုမျှဝေပေးမှာကတော့ပညာတတ်သူနဲ့စာတတ်သူဘလို့ကွာလေးဆိုတာကိုမျှဝေပေးပါမယ်။လောကမှာပညာတတ်သူနဲ့စာတတ်သူနှမျိုးရှိပါတယ်။ဒီနှမျိုးဟာအတတ်ပညာရများဖြစ်ပေမဲ့အကြီးအရှင်သဘောတရားရှင်ကိုပြန်ချာနာပါတယ်။ပညာတဲဆိုတာကတော့ဘွေဒီဂရီ၊ကျန်းကန်ဝိဇ္ဇာ၊သိပ္ပံအတတ်ပညာများပင်ယူတက်မြောက်ရှင်ပေဖြစ်ပါတယ်။စာတတ်တယ်ဆိုတာကဒီလိုမဟုတ်ပါဘူး။အနည်းငယ်ကိုပြန်ချာနာပါတယ်။စာတတ်ရှင်ဆိုဒီမှာ ဇာဘေဘဟုဒ္ဓရာမှာကျွမ်းကျင်နှက်ဆက်ခြင်းပင်ဖြစ်ပါတယ်။အလိမ္မာစာမရှိဆိုတဲ့စကားအတိုင်းဇာဘေမအသိပညာရ၍အလိမ္မာလေးတိုးပွားစေနိုင်ပါတယ်။အကြောင်းအရာတစ်ခုအပေါ်စဉ်းစားဆုံးဖြတ်လုပ်ကြရမှာအသိပညာအလိမ္မာဟာအရေးကြီးပါတယ်။အလိမ္မာသုံးပြီးစဉ်းစားဆုံးဖြတ်လုပ်ကြမှသာ အခက်ခဲများကိုကြိုလွှားနိုင်စွမ်းရှိပါတယ်။သို့သောလောကမှာပညာတတ်သူသာများပါတယ်။စာတတ်သူကတော့နေပါပါတယ်။အကြောင်းကတော့စာပေမှာရတဲ့ အသိပညာဘဟုသုတအလိမ္မာပညာတို့ကိုလေ့လာလိုက်စားမှုနေပါရှင်ကြောင်းပင်ဖြစ်ပါတယ်။ပညာတက်ခြင်းဟာစာတက်ခြင်းမဟုတ်ပါဘူး။အတက်ပညာတစ်ခုကိုသင်ယူတက်မြောက်ရှင်းမြတာဖြစ်ပါတယ်။ဒါကြောင့်အရှုတို့ပညာတက်တော်မှာပညာတက်တယ်ဆိုပေမဲ့အရှုအမှုကိစ္စတော့မှာမှားယွင်းစွာလောက်ကင်ဆောင်ရွက်တက်ကြပါတယ်။အလိမ္မာစင်ကြုံတရားကင်းမြစွာ ပြုမှုတက်ကြပါတယ်။ပညာတက်ခြင်းရဲ့နောက်မှာပညာကုန်မှန်တက်တက်ကြပါတယ်။ အဲ့ဒီလိုပြုမှုဆောင်ရွက်ခြင်းမှာပညာတက်ပေမဲ့စာတက်ခြင်းမရှိသည်ကိုဖော်ပြနေခြင်းဖြစ်ပါတယ်။မှန်ပါတယ်။ပညာတက်ခြင်းဟာစာတက်ခြင်းမဟုတ်ပါ။အတန်းပညာဘွေ့ဒီဂရီဆိုတဲ့ပညာတက်မြောက်ခြင်းသာဖြစ်ပါတယ်။စာတက်ဖြစ်အောင်လေ့လာကြိုးစားအားထုတ်မှုပြုလုပ်ရန်လိုအပ်မည်ဖြစ်ပါတယ်။ပညာတက်ပြီးဖြစ်လျင်စာတက်ဖြစ်ဖို့လေးလိုပါတယ်။ပညာတက်ရုံနဲ့မပြီးပါဘူး။စာတက်ဖို့လေးလိုပါတယ်။အသိပညာစင်ကြုံတရားတို့တိုးပွားစေရန်စာတက်မှဖြစ်မှာပါ။ ပညာတက်သည်ဖြစ်စေမတက်သည်ဖြစ်စေဘွေဒီဂရီရသည်ဖြစ်စေမရသည်ဖြစ်စေစာတက်သူဖြစ်နိုင်ပါ रे စာတော်ငညိုဟာဘွေရသူမဟုတ်ပါဘူးလေသမားလေးတူဦးမြတာဖြစ်ပါ रे ဒါပေမဲ့စာပေဘဟုသူဒရာမှာကျွမ်းကျင်နှက်ဆက်သူဖြစ်လို့နောက်အခါမှာအမတ်ကြီးဘိုးရစာဖြစ်လာရတာဖြစ်ပါ रे ပညာတက်ရန်အချိန်အရွယ်တည်းဟုသောကန့်သက်ချက်ပေါင်းအတွင်းမှဖြစ်နိုင်ပေမဲ့စာတက်ဖြစ်ရေးမှာကန့်သက်ချက်မရှိပါဘူးမိမိလေ့လာစ조사အထောက်နိုင် အထုတ်သွေးစာတက်ပေတက်ဖြစ်နိုင်ပါ रे အချင်းအယွေမယွေစာတက်ပေတက်ဖြစ်နိုင်ပါ रे ပညာတက်မဖြစ်ပေမဲ့စာဖတ်တက်သူတိုင်းဟာစာတက်ပေတက်ဖြစ်နိုင်ပါ रे စာပေကိုလေ့လာလိုက်စားရှင်းဖြင့်စာတက်ပညာရှိဖြစ်လာနိုင်ပါ रे ဒါကြောင့်ပညာတက်ပြီးသူတိုင်းကစာတက်ဖြစ်အောင်စ조사အထောက်တင်သလိုအတတ်ပညာဘွေဒီဂရီမရပေမဲ့စာပေကိုလေ့လာလိုက်စားရှင်းဖြင့်စာတက်ပေတက်ဖြစ်အောင်စ조사အထောက်တင်ပါ रे ဒါမှသာပညာတက်စာတက်ဖြစ်လာမှာမှာ ပညာလေးတက်စားလေးတက်ဖြစ်မှအရာရာစဉ်းစားဆုံးဖြတ်အလိမ္မာဉာဏ်ဖြင့်လောက်ကိုင်းနိုင်မှာပဲဖြစ်ပါတယ်။အားလုံးနှလုံးဆယ်ဝန်းအေးချမ်းကြပါစေ။အခုမျှဝေပေးတာလေးကိုသဘောကျနှစ်သက်တည်းဆိုလို့ရှိရင်တင်သမျှကိုဆက်လက်နားဆင်နိုင်ရန် channel လေးကိုလေး like and subscribe လုပ်ထားနိုင်ပါတယ်ဗျ။မက်ဆူတို့ရဲ့အမြင်ကိုလေး comment မှာမှတ်ချက်ပေးကြပါအောင်ဗျ။